2022ခုနှစ်မေလ28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ရခိုင်ပြည်နယ်ကြောင့်နေမှာဖြစ်စဉ်ကိုအခြေခံပြီးရခိုင်ပြည်နယ်အတွင်းမတည်ငြိမ်မှုများအကြမ်းဖက်မှုများပုံမှန်ကျပြတ်စွာဖြစ်ပေါ်လာပါတယ်။ဒါကြောင့်ဒီအခြေအနေဟာဘာသာရေးအဖွဲ့အစည်းများဘာသာရေးကောင်းဆောင်များနိုင်ငံရေးပါတီများအပါအဝင်ကျွန်တော်တို့အားလုံးစည်းစည်းလုံးလုံးနဲ့ တတိပြုပြီးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြမယ်အနေအထားကိုရောက်ရှိလာတာကိုတွေ့ရပါတယ်မိဘပြည်သူများခင်ဗျာကျွန်တော်ဦးဆောင်တဲ့ပြည်တော်စုအစိုးရအဖွဲ့အနေနဲ့နိုင်ငံရေးဥချိုးတောင်များကိုတာဝန်ယူခဲ့ခြင်းအစားပြီးမိဘပြည်သူများရဲ့လူဝင်ဆန္ဒနှစ်ရဖြစ်တဲ့တင်းကြီးအေဂျင့်ရင်းနဲ့စီဝါရေးဖွံ့ဖြိုးတိုးရေးတနည်းအားဖြင့်ပြည်သူများရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးရေးကိုအဓိကထား ိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုအချိန်ဟုန်နဲ့တစ်စိတ်နှမန်ဆောင်ရွက်ခဲ့ပါတယ်။လက်ရှိအချိန်မှာလည်းပြည်သူလူထုကိုအခြေပြုတဲ့ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကိုဒုတိယအဆင့်တက်လှမ်းပြီးတော့ကျူပန်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံဟာရှေ့အဆင့်ဆက်ကပင်ကိုယ်ရတဲ့ဘာသာရေးကိုယ်ကယုံကြည်မှုတွေရှိခဲ့ပြီမဲ့မြန်မာနိုင်ငံအတွင်း အချင်းချင်းပြန်လည်လေးစားမှုချစ်ချင်ရင်းနှီးမှုများနဲ့အတူတကွရှင်တွဲနေထိုင်လာခဲ့ကြတဲ့အစဉ်အလာကောင်းတဲ့သမိုင်းကြောင်းရှိခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်တို့အစိုးရလက်ထက်မှာလွတ်လပ်စွာပေါ်ထုတ်ပြောဆိုခွင့်လွတ်လပ်စွာဖွဲ့စည်းခွင့်လွတ်လပ်စွာကိုယ်ပိုင်ယုံကြည်ခွင့်အစရှိတဲ့နိုင်ငံသားများရဲ့မူလအခွင့်အရေးများကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီခံစားရရှိနိုင်ကြစေရန် ဥရီနယူရီပြင်ဆင်ဖြစ်စေအစ်စ်ပြောင်းတာဝန်ရှိတဲ့ကောင်းတဲ့ဘောဆောင်ရပေးလေရှိနေပါမယ်မိဘပြည်သူများရဲ့အခက်အခဲများပြဿနာများလူအချက်များကိုအစ်စ်များဆုံးနဲ့အတတ်နိုင်ဆုံးဖြစ်အောင်ဖြည့်ရှင်းဆောင်ရပေးဖို့ကျွန်တော်တို့အစိုးရမှာအပြည့်အဝတာဝန်ရှိတယ်လို့ကျွန်တော်တို့ခံယူထားပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့လည်းတခိုင်းပြည်နယ်အတွင်း မတည်ငြိမ်မှုအကြမ်းဖက်မှုများဖြစ်ပေါ်လာတဲ့အချိန်အစားဖြင့်ဖြစ်ပေါ်ရနေရာများမှာချက်ချင်းတည်ငြိမ်အကြမ်းသွားအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ဘလာရူတခြားဆက်ဆက်ဖြစ်ပေါ်နိုင်ွယ်ရှိတဲ့နေရာများမှာလည်းဆက်ဆက်ဖြစ်ပေါ်လာခြင်းမရှိအောင်ဖြစ်ခဲ့ပါတော့လဲဖြစ်စရိမ်မယ်ပြည့်ပြည့်ငြိမ်အေးသွားအောင်ကြိုတင်စီမံပြင်ဆင်မှုအတိုင်းလက်တွေ့ဆောင်ရွက်ခဲ့ပါတယ် ဖြစ်စဉ်များနဲ့ဆောင်ရွက်မှုအခြေအနေများထိခိုက်ဆုံးရှုံးမှုအခြေအနေများကိုလည်းမိဘပြည်သူများအချိန်နဲ့တပြင်းညီချပြအသိပေးလျက်ရှိပါတယ်ကျွန်တော်အနေနဲ့လည်းဒီဖြစ်စဉ်များဖြစ်ပွားစဉ်ကပင်မိဘပြည်သူများထံအခြေအနေအရာကိုရှင်းလင်းပြောကြားဖို့စီစဉ်တော်လဲအခြေအနေအရာရကျယ်ပြန့်လာခြင်းမရှိနိုင်ဘူးလို့ယူဆတဲ့အတွက်လည်းကောင်းမိဘပြည်သူများ 水稻噶，那片水稻嘞，得了噶，去看看。新林表家境，那批改了，批办了，都到了呗。像那果园里那个十多亩嘛，一江排三百亩面，一江排也变成九百亩面，他们不包那个了呗。我这里那年，听人家讲过亩面，上万块钱的。第一千零两页，每把批都两块八，必须把那不包上万不。 လိုအပ်လာပြီလို့ယူဆတဲ့အတွက်ဒီကနေ့မိဘပြည်သူများကိုယခုလိုရှင်းလင်းပြောကြရင်ဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာလက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ဖြစ်စဉ်များဘာသာရေးနဲ့လူမျိုးရေးကိုအခြေခံပြီးမကျေနပ်မှုမုန်းတီးမှုလက်စားချေလိုမှုတွေကိုရှေ့ရန်တင်လှုပ်ဆော်ဆောင်ရွက်မှုများကြောင့်မိမဲ့စရိုက်လောက်ရများကျေပြန့်ကြီးမားလာတာဖြစ်ကြောင်းတွေ့ရှိရပါတယ် ဒီလိုလူမျိုးဆွဲဘာသာဆွဲတွေကိုရှည်ရန်တင်ပြီးမဆုံးနိုင်တဲ့မုံလိမှုတွေလက်စားချေလိုမှုတွေမင်းမဲစရိုက်တွေကိုရှည်ရန်တင်လေတစ်ဖက်နဲ့တစ်ဖက်အပြန်အအကျံဖက်တပ်ဖြတ်နေကြမယ်ဆိုရင်ရခိုင်ပြည်နယ်တွင်သမကပုံမူကျပြပွားများလာစေနိုင်တဲ့အန္တရာယ်ရှိပါတယ်တခြားသောအမှောင်ပြောကများလည်းပါဝင်ပုကတ်တန်နိုင်ပါတယ်ဒီလိုသာဖြစ်လာခဲ့ရင် သွင်းကူးပြောင်းစားတာရှိသေးတယ်ကျွန်တော်တို့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးဒီမိုကရေစီပေါ်ဆောင်ရေးနဲ့ဖွံ့ဖြိုးတိုးရေးအပေါ်ပြင်းပြင်းထန်ထန်ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်စေတာကိုပြည်ပပြည်သူများအားလုံးအထူးသတိထားကြစေချင်ပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့ဖြစ်ခဲ့ပြီးတဲ့ကိစ္စရပ်တွေအပေါ်မှာဥပဒေနဲ့ညီဖြည့်ရှင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဒီလိုဖြစ်စဉ်ဖြစ်ရမျိုးတွေနောက်ထပ်မဖြစ်ပေါ်ရအောင်လဲ ဒီဇယ်ဥပဒေစီမင်းစည်းကမ်းများနဲ့ညီစနစ်တကျထိမ့်သိမ်းဆောင်ရွက်သွားပါမယ်ဒီဖြစ်စဉ်များမှာနေနာဆုံးရှုံးခဲ့ကြတဲ့သူများအတွက်လည်းတရားမျှတမှုရှိအောင်အလေးထားဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်အားလုံးကသဘောထားကြည်ကြည်ထားပြီးအဆအဆရရနားလည်ပြကြဖို့ပြောချလိုပါမယ်ဆက်လက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့တရားဥပဒေစိုးမိုးမှုရရှိအောင် အလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြလို့တို့တို့ဘာသာရေးဖွဲ့စည်းများဘာသာရေးကောင်းဆောင်များနိုင်ငံရေးပါတီများလူမှုလူရန်းစားအဖွဲ့စည်းများမြို့မီမြို့ဖရမီရဖပြည်သူများနဲ့လည်းပူးပေါင်းပြီးဖြည့်ရှင်းဆောင်ရွက်လျက်ရှိနေပါမိဘပြည်သူများခင်ဗျာကျွန်တော်တို့အားလုံးမျှော်မှန်းတည်ဆောက်နေကြတဲ့ဒီမိုကရေစီပေါ်ဆောင်ရေးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ြင်းကြီးအေးချမ်းမှုနဲ့တရားဥပဒေစိုးမမှုပုံဝန်ကျင်ကောင်းရှိမှလားဖော်ဆောင်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ပြင်းကြီးအေးချမ်းရေးတရားဥပဒေစိုးမမှုရှိဖို့ဆိုတာလေနိုင်ငံတော်အစိုးရအပေါ်မှာသာတာဝန်ရှိတာမဟုတ်ပါဘူး။ပြည်သူများအပိုင်းကလည်းအတိတ်တရားနဲ့ရှင်းပြီးဥပဒေများကိုလေးစားလိုက်နာကြဖို့လိုအပ်ပါတယ်။ထို့အတူဘာသာရေးအဖွဲ့အစည်းများဘာသာရေးကောင်းဆောင်များ နိုင်ငံရေးပါတီများနဲ့နိုင်ငံရေးသမားများဒုရုလူရန်စားဖွဲ့စည်းများနဲ့မီဒီယာများအားလုံးရဲ့အသိတရားနဲ့ရှင်းပြသတိတရားနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့လည်းအထူးလိုအပ်ပါတယ်လို့ပြောကြလိုပါတယ်။ဒါကြောင့်မိဘပြည်သူများဘာသာရေးဖွဲ့စည်းများနိုင်ငံရေးပါတီများဒုရုလူရန်စားဖွဲ့စည်းအားလုံးတို့ကလက်ရှိဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုများတည်ငြိမ်အေးချမ်းသော ပုံမကျေပြန့်ဖြစ်ပေါ်လာခြင်းမရှိအောင်တတိတရားကိုအခြေခံအတိတရားနဲ့မေတ္တာတရားကိုပေါင်းစပ်ပြီးနိုင်ငံတော်အစိုးရနဲ့ဝိုင်းဝန်းပူးပေါင်းကာကွယ်ထိန်းသိမ်းပေါ်ဆောင်ပေးကြဖို့မေတ္တာရက်ခံပန်ကြားပါမယ်ချစ်ခင်လေးစားတော်မိဘပြည်သူများအားလုံးဘေးပရာဝေးကွာပြီးကျန်းမာချမ်းသာကြပါစေကြောင်းနဲ့နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီးအေးချမ်းသာရခင်ပြီးဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်တည် ဖြစ်ထွန်းပေါ်ပေါက်လာအောင်ဆောင်ရွက်နိုင်ကြပါစေကြောင်းဆုမကောင်းတောင်းရင်ညီကုန်းချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးမှဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်တင်မြင့်ဆောင်2012ကို1384ခုနှစ် နေုံလားပြည်ကျော်6ရက်2012ခုနှစ်ဇွန်လ10ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်ပါတယ်အမိတ်ပြည်စုံမှာအရေးပေါ်အခြေအနေကြီးညာခြင်းအပိုက်တဲ့ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်အချို့တွင်တည်ငြိမ်အေးချမ်းမှုပြတ်ပြားသည့်အခြေအနေများဖြစ်ပေါ်မှုကြောင့်ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်2012ခုနှစ်ဇွန်လ10ရက်မှစ၍ပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှန်144ထုတ်ပြန်၍ ထိမ့်သိမ်းဆောင်ရွက်ခဲ့ပါသည်အပိုက်နှင့်သို့တော်လဲစုဘူးချပ်ပတ်မှုများမှာပုံမှန်များပြားကျေပြန့်လာပြီးပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှ144ထုတ်ပြန်ဆောင်ရွက်ရုံဖြင့်ရခိုင်ပြည်နယ်အတွင်းအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကိုထိရောက်အောင်ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်းတွေ့ရှိရသဖြင့်ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးကိုအမြန်ဆုံးပြန်လည်ဖော်ဆောင်ပေးနိုင်စေရန်အတွက်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံခြေကံဥပဒေပုံမှန်412ပုံမှန်ကွဲကာကြီးအရာရခိုင်ပြည်နယ်အတွင်းယနေ့မှစ၍အရေးပေါ်ခြေနေကြေညာလိုက်သည်အပိုက်တော့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံခြေကံဥပဒေပုံမှန်413ပုံမှန်ကွဲကာကြီးအရာတောင်းဝန်ထမ်းဆောင်ရာတွင်ထိရောက်မှုရှိစေရန်တပ်မတော်၏အကူအညီကိုရယူဆောင်ရွက်ရမည်အပိုက်လေးဤမိန့်သည်ယနေ့မှစ၍ နောက်အမိတ်တစုံတရာထုတ်ပြန်မှုမရှိမချင်းအတိဖြစ်သည်အပိုင်ကဤအမိတ်သည်ဥပဒေကဲ့သို့အာဏာတည်ရမည်ပုံတိမ့်စိန်နိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုဖော်ပြပါရှိပါလိမ့်ခင်ဗျာရခိုင်တီနယ်စစ်တေမျိုးနယ်၌ပုံမှ144မိထုတ်ပြန်ကြေညာခြင်းရခိုင်တီနယ်စစ်တေမျိုးနယ်တွင်လူစုကအများပြည်သူတို့၏ ဒုံကျုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပြက်ပြားစေရန်ပြုမူဆောင်ရွက်နေကြောင်းတွေ့ရှိရသည့်အတွက်စစ်တွေမျိုးနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပြစ်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှ144မိန့်ကို1384ခုနှစ်နေုံလရွေကျော်6ရက်2012ခုနှစ်ဇွန်လ10ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်အမိန့်ပြေဆုံးမှာ တင့်မှုဆိုင်ရာအတွေ့အမှုမှန်တင်မြင်ဆောင်2012အပိုက်တဲ့ယခုကစစ်တွေမျိုးနဲ့နယ်နိမိတ်အတွင် လူချို့သည် အများပြည်သူတို့၏လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုတိခိုက်ပြပြစေရန် ပြုမှုဆောင်ရွက်နေကြောင်းတွေ့ရှိရပါသည် အပိုက်နှင့်ရင်းခဲ့သည့်ပြုမှုဆောင်ရွက်ခြင်းသည်တည်ငြိမ်အေးချမ်းရေးနဲ့အများပြည်သူတို့၏လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့ ရဲရွယ်ရေးချမ်းတာယာရေးကိုတိခိုက်စေသည့်ပြင်ယုံရင်းဆန်ခတ်မှုများဖြစ်ပွားစေနိုင်သည်ဟုယုံကြည်ယူဆသည်ဖြင့်စစ်တွေမျိုးနယ်အတွင်းစုဝေးခြင်းဟော့ပြောခြင်းစီတန်းလှည့်လည်ခြင်းလှုံ့ဆော်ဆန္ဒပြခြင်းစုပူဖျက်ဆီးခြင်းယုံရင်းဆန်ခတ်ပြုမှုခြင်းများကိုမပြုလုပ်ရန်တားမြစ်လိုက်သည်အပိုင်တော်သူ့အပြင်လူ၅ဦးသို့မဟုတ်၅ဦးထက်ပိုသောသူများသည် စစ်တွေမျိုးနဲ့အတွင်းလမ်းမကြီးများအများပြည်သူသွားရလမ်းလမ်းတွေလမ်းကြားဥယျင်သို့မဟုတ်အများပြည်သူနှင့်တက်ဆိုင်သောနေရာများတွင်စုဝေးခြင်းမပြုရနှင့်ညနေ6နာရီချိန်မှမနေ့6နာရီချိန်တွင်ညမထွက်ရန်မိန့်ကိုထုတ်ဆင်းလိုက်သည်အပိုင်လေးအီမိန့်သည်နောက်ထပ်အမိန့်တစ်စုံတရာမရမချင်းအတီးဖြစ်စေရမည်အပိုင်က2012ခုနှစ် ဇွန်လ10ရက်နေ့တွင်ဤယုံ20ရိုင်းနှင့်၍ကျွန်ုပ်လက်မှတ်ရေးထိုးထုတ်ဆင်လိုက်သည်မြို့နယ်အုပ်ချုပ်ရေးမှုဟောပြပါရှိပါသည်